Hello အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Facebook ကကျွန်တော်တို့ဒေါ်လာဝယ်ငွေရှာနေတဲ့ဒူတွေအတွက် surprise အကြီးကြီးလုပ်မယ်ဆိုတဲ့ဟာလေးတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ surprise အကြီးကြီးလုပ်မဲ့အရာတစ်ခုကဘာဖြစ်မလဲကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြောပြချင်တဲ့အကြောင်းရင်းလေးကတော့မကြာခင်မှာ Facebook က ADS on real တော့ performance bonus တို့ in stream ads တို့ကနေကျွန်တော်ပတ်စံရှာနေတဲ့တူတွေကိုပတ်စံပေးမှာမဟုတ်တော့ပါဘူးခင်ဗျဘာဖြစ်လို့လဲဆိုတော့ဒီအဲ့ဒီဟာလေးတွေကိုအကုန်လုံးပူပေါင်းထားတဲ့ content monetization အဝယ်ငွေလမ်းကြောင်းအစ်စ်ကိုပေါ်ထွက်လာတဲ့အကြောင်းရင်းကြောင်းပဲဒီ Facebook က in stream ads တို့အဲ performance bonus တို့ ads on real တို့ကို လုံးလုံးကိုပိတ်ပစ်လိုက်တော့မှဖြစ်ပါတယ်ဗျဆိုတော့အဲ့ဒီဟာလေးတွေကိုပိတ်ပစ်လိုက်ပြီးဆလုံးရှိရင်ကျွန်တော်ဒီ creator တွေကပတ်စံဒေါ်လာဝယ်ငွေဒေါ်လာတွေကိုထပ်ရှာလို့ရပါမလားဆလုံးရှိရင်တော့ကျွန်တော်ဆက်လက်ပြီးတော့ဒေါ်လာဝယ်ငွေရှာလို့ရမှာဖြစ်ပါတယ်ဗျအခုချိန်မှာလဲ content monetization ကိုရတဲ့လူတွေလည်းတော်တော်များများရှိနေပါတယ်။ဒါပေမဲ့မရတဲ့သူတွေလည်းပုံများနေပါတယ်ဗျ။ဆိုတော့အခုလာမဲ့ မကြာမီမှာ Facebook ကအဲခုနကျွန်တော်ပြောတဲ့ Instream ADS တို့အဲ performance bonus တို့ ADS on real တို့ကိုတရားဝင်ပိတ်ပစ်လိုက်မှာဖြစ်တဲ့အကြောင်းရင်းက content monetization ကို လူတွေတော်တော်များများကပူပြီးတော့ရကြမလားဒါမှမဟုတ်ပူပြီးတော့စီကံတင်ကြမလားဆိုတာကိုတော့ကျွန်တော်တစ်ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဗျာ ဆိုတော့ကျွန်တော်တစ်ဖက်ကနေတွေးကြည့်မယ်ဆိုလို့ရှိရင်တော့အကောင့်ဘက်ကနေတွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ content monetization ရနေတဲ့အတူဒီထဲမှာဒေါ်လာဝယ်ငွေရှာလို့ရတဲ့နေလန်းကအများကြီးရှိတယ်အကုန်လုံးကျွန်တော် post တင်တဲ့ဟာအကုန်လုံးကနေပတ်စံရတယ် my day တင်တာကစားပေါ့ဗီဒီယိုတင်တာတွေဓာတ်ပုံတင်တာစာတင်တာ my day တင်တာကနေတော့ပတ်စံရတယ်ဆိုတော့အဲ့ဒီ content monetization ကိုကျွန်တော်ကဘယ်လူတွေက ပူပူရလေလေကျွန်တော်တို့ကျွန်တော်တို့အတွက်ကပူကောင်းလေလေပဲဖြစ်လာမယ်တကယ်လို့သူတို့က Facebook ဘက်ကစီကံပူပြီးတော့တင်းချက်ပြီးတော့မှ content monetization ကို လိုတိုင်းနေပါဟိုအဲဒီတိုင်းလွယ်လွယ်ကူကူနဲ့မပေးဘဲနဲ့သူတို့ကစီကံတင်းချက်တာတွေလည်းဖြစ်လာနိုင်တယ်ဆိုတော့ကျွန်တော်အဲ account ဘက်ကနေဖြစ်လာမလားအစိုးဘက်ကနေဖြစ်လာမလားဆိုတာကတော့ကျွန်တော်တို့တစ်ချက်စုံကြည့်ရမှာဖြစ်ပါတယ် ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်အဓိက ပြောချင်တဲ့အကြောင်းရင်းကတော့မကြာခင်မှာ Facebook ကဝယ်ငွေလမ်းကြောင်း ADS on Real ပြီးရင် performance bonus in stream ADS တို့ကိုတရားဝင်ပိတ်ပစ်လိုက်မှာဖြစ်တဲ့အဲအဲ့အရာတွေပိတ်ပစ်လိုက်ပြီးဆလို့ရှိရင်လည်း content monetization ကကျွန်တော်ဆက်လက်ပြီးတော့ရမှာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီ content monetization ကို ကျွန်တော်တို့လူတော်တော်များများကပို့ပြီးတော့ရကြမလားဒါမှမဟုတ်စီကန်တင်ချက်ပြီးတော့မှလူနည်းစုကပဲ invite ခံရမလားဆိုတော့ကိုစောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်းလေးကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပေးခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Facebook page ကျွန်တော်ရဲ့ TikTok account လေးတွေကို like and follow subscribe လေးပဲဖြစ်ဖြစ် select အားပေးကြပါအောင်လို့ကျွန်တော်ပြောကြရင်လည်းဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ bye bye